ကဲမင်္ဂလာပါညီကိုတို့ရေမင်္ဂလာပါဗျဆရာမင်္ဂလာပါဗျ Kobe page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဗျာနော်ဒီ live ကတော့ဒါဒီနေ့ဒါ La Liga ွဲချုပ်သုံးချက်၄ပွဲကိုတင်ဆက်ပေးမှာဖြစ်ပါတယ်เนาะအဲ့ဒီနေ့ကတော့ဒါ၁၂ရက်၄2025ရက်လာလီဂါ၄ပွဲသုံးချက် live လေးဖြစ်ပါတယ်ဒါပြီးတော့ကျွန်တော်တို့ဘွန်ဒလီဂါရှိမယ် series ရှိမယ်ပေါ့နော်အဲ့ရွေးချယ်မှုတွေကတော့ကျွန်တော်ပွဲတိုင်းလို့လို့ပြောပြီးသွားမှာဖြစ်ပါတယ်အဲ့ဒါ wisebot မှာဆော့ကျင်တဲ့ nigo နေရာလဲ wisebot promo code ဖြစ်တဲ့ gobi ရဲ့ promo code ဖြစ်တဲ့ gb777 အောင်အသုံးပြုတော့လဲ100% bonus ရယူနိုင်ပါတယ်အသေးသေးသိရှိလို့ပါက wisebot မြန်မာ facebook page နဲ့ဒါတို့ရဲ့ application သမဟုတ် website link ရဲ့ဒါ customer service call လေးကိုနေပြီးတော့လဲ94နိုင်တိလို့ရတယ်မေးမြန်းလို့ရပါတယ်အဲ့တော့ဒါလာလီဂါလေးဆက်သွားပါမယ်အဲ့တော့လာလီဂါမှာ ကျွန်တော်တို့အစောဆုံးပွဲကတော့ Real Sociedad နဲ့ကျွန်တော်တို့ Mallorca ပွဲဖြစ်ပါတယ်အဲ့တော့ Real Sociedad က level 90ပေးထားပြီးတော့နှလုံးသီးနဲ့ကားထားတယ်ပထမကြော့ Real Sociedad Mallorca အိမ်ခွင်းမှာပေးတဲ့ခြေရဒဲခြေပဲဒဲခြေကို Mallorca က1-0နဲ့ကျွန်တော်တို့ခြေအောင်ခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီနေ့ဘက်မှာတကယ်တမ်းပေးတဲ့ခြေက Sociedad ဘက်က level တရာချုံပေးရမှာပေးတဲ့ခြေမျိုးတော့ပေးထားတယ်ဒါပေမဲ့ပထမကြော့မှာတော့မှဒီ Sociedad အနေနဲ့ဂိုးမရတဲ့အနေထားမှာဒီနေ့ပွဲလဲ Sociedad တို့ Mallorca ကိုခက်ခဲမယ်လို့ယူဆတယ် မနေ့ကပေးခဲ့တဲ့ကြေတို့2023ဆယ်လပိုင်းမှာတလုံး90ပေါင်းအထိပေးခဲ့တာပါ 1C နဲ့ပဲပွဲပြီးခဲ့တယ်ဆိုတော့ level 80ဆိုတဲ့အနေထားကြောင့် over 1.5ဖြစ်လို့တော့မသေးကြဘူးပေါ့လေအဲ့တော့ပြန်ကြည့်ရရင်တော့၄ဘွဲ၅ဘွဲဆက်နောက်ဆုံး၅ဘွဲဆက်ဆိုစီးတက်ပြန်ဖို့တော့၅ဘွဲဆက်မှာဘိုဒင်းလူစကိုကြီးပဲ၅ဘွဲလုံးဖြစ်ထားတယ်နော်အဲ့တော့တစ်ဖက်ကမာယော်ကာအသင်းကလည်းတောက်လျှောက်ဟိုဘိုဒင်းလူစကိုတော်တော်များများလေးတွေ့ရတယ်ဗျာနောက်ဆုံး9ဘွဲမှာ6ဘွဲကဘိုဒင်းလူစကိုဖြစ်ထားတယ်ဒါတောင်မှနှလုံးတည်ပဲပေးထားတယ်ဆိုတော့ကျွန်တော်တင်တော့ဒီဘွဲက၃လုံးရောက်ဖို့တော့ ခင်းရနိုင်တယ်ဗျကျွန်တော်ဒီပွဲလေးတော့အရန်ကြီးတော့မကြိုက်ဘူးဒါပေမဲ့ဂျေးရနေမယ်ဆိုတော့ကျွန်တော်ဂိုးအောက်လေးမစိုးလို့ယူဆတယ်နော် real source တဲ့ဂိုးအောက်လေးကြိုက်ပါတယ်โอเคအဲ့တော့နောက်တစ်ပွဲကဒါ graphy နဲ့ less performance ပွဲဖြစ်ပါတယ်တစ်လုံး60ဘောင်းမှာနှစ်လုံး30ရှုံးနဲ့ပြန်ကားထားတယ်ပထမချော့ less performance အိမ်ကွက်မှာ level 50ရှုံး12ဆိုတဲ့အနေထားပြီးထားတယ်ဒါကြောင့်ဒီနေ့မှာတကယ်ပေးတဲ့ကြီးကတော့ graphy ဘက်က level 50ရှုံးပေးရမှာဖြစ်ပါတယ်ဒါကြောင့် level 50ရှုံးတာတစ်လုံးကတစ်လုံး50ဘောင်းဝင်ရုပ်ဖြစ်တဲ့တစ်လုံး60ဘောင်းပေးထားတယ်ဆိုတော့ ဂရာဖီးဘော်ဒီကြီးအရင်ကြီးပြင်းပါတယ်။တမိုင်းနှစ်ချောင်းမှာတလုံး90ပေါင်း2010ခုမှာဂရာဖီးပေးဘူးတယ်။2စီးနဲ့အောင်ပါတယ်။ဒါကြောင့်အခုကြီးဟာနော်ဂရာဖီးရလက်ကောင်းနိုင်တယ်။အဲ့တော့ဂရာဖီးကတောက်လျှောက်ရလက်တွေကောင်းလာတာဒါတောက်လျှောက်ပေါ့နော်။ဟိုဘိုဒင်းတူစကောတော့ဖြစ်ထားတယ်ဆိုပေမဲ့နောက်ဆုံးပွဲမှာဒါဗီလော့ကဗီလာဒိုးရဲ့အတန်းကို၄ဂိုးပြန်နဲ့နိုင်တယ်။အဲ့ရှိမှာအိုဆာဆူနာအိမ်ကွန်းမှာ2-1နဲ့နိုင်တယ်။အက်တလတီကိုမက်ကိုအိမ်ကွန်းမှာ2-1နဲ့နိုင်တာ။ဆိုတော့ဂရာဖီးချေစမှာတော်တော်လေးကောင်းပါတယ်။ဒါပေမဲ့ခန်းစစ်ကတော့တောက်လျှောက်တော့ပေးရ ပေးရနေတယ်ဗောလေအဲ့တော့တစ်ဖက်မှာပြန်ကြည့်ရင် Les Barbans Les Barbans ရဲ့ current form ရတီနဲ့အရှုံးနေကြီးပဲဖြစ်နေတယ်ဒါပေမဲ့ပွဲတိုင်းလိုလိုတော့ဂိုးသွင်းထားတယ်ဆိုစီတက်နဲ့ပွဲမှာ1-3 Setavigo ကို1-1เนาะအလာဘတ်ကို2-2ဆိုတော့ဒီလိုမျိုးတွေအနေထားမှာဒီနေ့ပွဲမှာ လက်ရှိဂူမောင်ကြီးအရာနှလုံး30ရုံဆိုတာမဖြစ်တင်ဘူးလို့ယူဆတယ်အဲ့တော့ Les Palmas ဟာလက်ရှိအနေအထားမှာဒီရသည့်အဝေးဝန်းအနေနဲ့ကနောက်ဆုံးတည်ကြတာ Velado လည်းပဲရှိတယ်ဗျာအဲ့တော့ Real Betis အသင်းတော်မှာတလုံး100ရုံကြီးမှာ1-0နဲ့ပွဲပြီးခဲ့တဲ့အနေအထားမျိုးဖြစ်တာကြောင့်တလုံး90ပေါင်းနှလုံး30ရုံအနေအထားမျိုးဟာနေမယ်ဆိုတော့ကျွန်တော်တို့ zone ball ကြိုက်တယ် graphic body ကြိုက်တယ်နှလုံး30ရုံဟာအချိန်မီ1-1ဖြစ်နိုင်တယ်လို့ ိုးပေါ2စီးအချိန်မီးဖြစ်သွားနိုင်တဲ့အနေအထားမျိုးဖြစ်ပါတယ်။ဒါကြောင့်ဒီပွဲလေးတော့ကျွန်တော် graphic ကြိုက်တယ် graphic ကိုးပေါ်ကြိုက်တယ်။နှစ်ကြောင်းလုံးဝင်နိုင်ပါတယ်เนาะအဲ့တော့ဒါကတော့ graphic ပွဲပါ။အဲ့တော့နောက်တစ်ပွဲက Cedar Vigo နဲ့ Espanyol ပွဲပါ။ Cedar Vigo ကတစ်လုံး20ပေါင်းမှာနှလုံး80ရှုံးပေးထားတယ်။ပထမကျော့ Espanyol အိမ်ကွက်မှာ Cedar Vigo ကလည်းပဲ50ရှုံးပေးပြီး3-1ဖြစ်ခဲ့ပါတယ်။ဒါကြောင့်ဒီတစ်ပွဲတကယ်ပေးတဲ့ဂျီကတစ်လုံး90ပေါင်းပေးရမှာဖြစ်ပြီးတော့အခုပေးထားတာတစ်လုံး20ပေါင်းဆိုတာပြင်းပါတယ်။လူရာထက်တောင်ပြင်းနေသေးတယ်ပေါ့နော်။ဒါပေမဲ့ Cedar Vigo က ဒီတမိုင်းတစ်ချောင်းမှာ Espanyol အသင်းကိုပေးတဲ့ကြီးတော်တော်များများကကြတာများတယ်ဗျာဒီမှာနော်ဟိုတောက်လျှောက်ကြတဲ့ဟိုပွဲရပူများတယ်အဲ့တော့မနစ်ကလည်းဒီတစ်နှစ်ကပေါ့နော်တမ်ယာတစ်နှစ်က2020မှာလေဆယ်လာဗီကိုတလုံး90ပေါင်းပဲပေးခဲ့တာတူးတူးနဲ့ပဲပွဲပြီးခဲ့တယ်ဒါတချောင်းပေါ့အဲ့တော့ဆယ်လာဗီကိုရဲ့လက်ရှိကောင်းဆောင်ကတော့မဆိုးတောက်လျှောက်ကြီးကြီးအောင်နေတယ်ကောင်းဆောင်ရပါတော့ဒါပေမဲ့သေပွဲလေးတွေနေငယ်တွေ့ရတယ်အဲဒီမှာလက်ရှိနော်ဖောင်ရင်းတူတဲ့ ဒါ less performance အသင်းကိုပေးတဲ့ G တလုံး90ပေါင်းမှာဝန်းဝန်းနဲ့ပွဲပြီးထားပါတယ်เนาะအဲ့တော့လူမျိုးအနေထားကြောင့်တစ်ဖက်က Espanyol အနေနဲ့တောက်လျှောက်ခြေစွမ်းမှန်နေတယ်တီကိုအသင်းကိုတောင်မှဝန်းဝန်းနဲ့ကန်ထားတယ် Velagano မာပါရီဆိုတဲ့ Velagano အိမ်ကွန်းမှာ4-0နဲ့ကန်ထားတဲ့အနေထားကြောင့်နှလုံး80ရုံးဆိုတဲ့ပမာဏကြောင့်ဒီဘွဲက setup view ကိုနှလုံးတော့အရန်ကြီးမပြတ်လောက်ဘူးလို့ယူဆပါတယ်။နိုင်တာတော့နိုင်ကောင်းနိုင်နိုင်နေတယ်။ဒါပေမဲ့ကတ်ပြီးပဲနိုင်ပြဖို့များတာကြောင့်တစ်လုံး20ပေါင်းမှာနှလုံး80ရှုံးရ ဒါကြောင့်မို့ Espanyol ဂိုးရမယ့်အနေဒါ chance ကပိုများတယ်လို့ကျွန်တော်ကတော့ယူဆပါတယ်เนาะဒါကြောင့်ဒီပွဲလေးတော့ Espanyol body ပဲကြိုက်ပါတယ် Espanyol body ပါအဲ့တော့ La Liga ရဲ့နောက်ဆုံးပွဲကတော့ Liga နဲ့ Barcelona ပွဲဖြစ်ပါတယ် Barcelona ကနှလုံး80ပေါင်းမှာကျွန်တော်တို့သုံးလုံး40ရှုံးနဲ့ပြန်ကားထားတယ်ပထမကြော်လုံးက Barcelona အသင်းဟာအိမ်ဝင်းမှာနှလုံး100ရှုံးကြီးကိုကျွန်တော်ဇီးဝါနဲ့အိမ်ဝင်းမှာအရှက်တကွဲရှုံးခဲ့တာကြောင့် Hansi Flick Hansi Flick ကလက်ရှိအနေထားမှာဒုတိယကြော့ ပိုးပြီးအာရုံစိုက်နိုင်ပါတယ်။ဘာလို့ဆိုတော့ဟိုဟန်စီဖလစ်အနေနဲ့ကဒီတစ်ပတ်ကဘန်ဖီကာအသင်းကို4-0နဲ့နိုင်ပြီးတဲ့အနေထားမျိုးမှာဒုတိယအကြော့ကဘလိုဝဲကန်ကဒေါမွန်ကိုပေါ့နော်။ဒေါမွန်ကို4-0နဲ့နိုင်ထားတဲ့အနေထားမျိုးမှာဒုတိယအကြော့ဒေါမွန်အိမ်ခွင်ကအဲ့လောက်ကြီးတော့ဟိုဖြစ်မယ်မထင်ဘူး။အဲ့တော့အေးစစ်စစ်ကန်လို့ရတယ်။ဆိုတော့တစ်ပတ်ကလာလီဂါပဲအာရုံစိုက်ရမယ်အနေထားဖြစ်ပါတယ်။ရီယယ်မက်ဒရစ်ကလည်းလက်ရှိ63မှတ်ဆိုတဲ့အနေထားဟာလက်ကျန်ပွဲတွေအနေနဲ့ကနော်အာဆင်နယ်ကိုတော့ရှုံးထားတဲ့အနေထားမျိုးမှာဖလားလာလီဂါဖလားရဖို့တော့ဒီနှစ်မထိုက်တန်ဘူးလို့ပဲယူဆတယ်။ဘာစီလိုနာကဒီရာတီတကယ်ကောင်းပါတယ်။လာလီဂါမှာ ော်ချန်ပီယံချန်ပီယံလေးမှာတော်တော်လေးကောင်းတဲ့အသင်းမျိုးဖြစ်ပါတယ်ဒါကြောင့်ဒီဘွဲကသုံးဘက်ကတော့တေးကြတယ်ဒါပေမဲ့လက်ရှိဂိုးကွာချချက်လေအဲ့လောက်အဲ့လောက်ကြီးတော့မလို့ဘူးလာလီဂါမှာလက်ရှိအဆင့်တက် ဘာစီလိုနာအသင်းရဲ့ဂိုးကွာချာချက်ကအပေါင်း54ဖြစ်ပါတယ်ရီယယ်မက်ဒရစ်ရဲ့ဂိုးကွာချာချက်ကအပေါင်း32ဖြစ်ပါတယ်ဆိုတော့20ကျော်22မှတ်กว่าနေတဲ့အနေအထားမျိုးမှာအရန်ကြီးတော့ဂိုးပြတ်စရာမလိုဘူးဗျเนาะအဲ့တော့ဒါကတော့နီးပြားနဲ့ကစားသမားတွေပဲကန်ကျင်တယ်လို့ကန်ပါလိမ့်မယ်တေချာကတော့ဘာစီလိုနာသုံးမှတ်ရပါတယ်ပထမကြောင်မှာနှလုံးတရာရှုံးအိမ်ကွန်းမှာပေးခဲ့တယ်ဒါကြောင့်ဒီနေ့ဘက်မှာနှလုံးတည်ရအဝေးခွင့်ကနေပေးရမှာဖြစ်ပါတယ်အဲ့တော့မလိုတဲ့အမှတ်မလိုတဲ့အချက်ကြောင့်နှလုံး80ပေါင်ပြန်ပေးထားတာဖြစ်ပါတယ်လီဂါနဲ့အိမ်ကွန်းသမိုင်းရှောင်းမှာ၄ဝဲပဲ တွေ့ဘူးတယ်အမြင့်ဆုံးကြီးကဒါနှလုံးတရေပေးခဲ့တယ်2016မှာငါးကိုးတကိုးနဲ့ကြေးအောင်ခဲ့တာဖြစ်ပါတယ်အဲ့တော့နှလုံး90ပေါင်း2018မှာပေးခဲ့ဘူးတယ်လီဂါနက်က2-1နဲ့ပွဲပြီးပါတယ်နောက်ဆုံးအချိန်ကတော့2019မှာတလုံးတရေပဲအဝေးခွင့်ကနေပေးခဲ့ပြီးတော့1-2နဲ့ဒါပွဲပြီးခဲ့ပါတယ်ဆိုတော့၄ပွဲလုံးမှာတော့ over 2.5တည်းဖြစ်ထားတယ်အဲ့တော့ကိုးပေါင်းကြီးအခုပေးတဲ့ကြေးရ3လုံး40ရှုံးဆိုတဲ့အနေထားဟာဘာစီလိုနာအနေနဲ့ ဒီဘွဲကတော့အဲဘီဘောကြည်ရောက်ဝင်မဲ့ chance တော့များတယ်ဆိုပေမဲ့ line up တော့အဓိကကြည်ပါเนาะလက်ရှိကတော့ Ravinha ပါပါမဲ့အနေထားမှာရှိတယ်ဆိုပေမဲ့ Ravinha အနေနဲ့အနားပေးနိုင်တဲ့အနေထားလေးတွေရှိတာကြောင့် Dortmund အိမ်ခွင်းမှာ 4C နဲ့နိုင်ပြီးတဲ့အနေထားမှာအဲ့လိုကြည့်တော့အမှန်မလုံနေဘူးဗျာအဲ့တော့နေမယ်ဆိုတော့တလုံး90ရှုံးကြီးမလေးရှားမလေးရှားတော့ဖြစ်တယ်မလေးကြီးဖြစ်တဲ့တလုံး90ရှုံးမှာ64ရာခိုင်နှုန်း1000လောက်နဲ့6400ပြန်ရမယ်တလုံး90ရှုံးလောက်နဲ့ဒါနေဖို့အကြံပေးခြင်းပါတယ်ဘာလို့လဲလီဂါနဲ့အတင်းဟာ အင်္ဂွန်းမှာဒီရာသီမှာမာတယ်အသင်းထဲအသင်းမျိုးထဲမှာပါတယ်ဗျာဒီရာသီမှာ Real Madrid ကိုတော့မှ2-3နဲ့ဒါဒီရာသီမှာရှုံးထားတယ် Atletico Madrid ကို1-0နဲ့နိုင်ထားတဲ့ရလက်လေးရှိတာကြောင့်ဒီဘက်ကဘယ်လိုပဲဖြစ်ဖြစ်တော့တေချာပေါက်နိုင်တယ် Barcelona AC နိုင်တယ်ဗျာဒါပေမဲ့နှလုံးပြတ်အောင်မကံပါပဲစိတ်ပူရတဲ့အနေအထားလေးဖြစ်နေတာပါเนาะဒါကြောင့်လူစင်းတစ်ချက်ကြည့်ပါအဲ့တော့ဟိုမှာမြင်တော့လုံး90ရှုံးကြည့်နေပဲကျွန်တော် recommend ပေးပါတယ်โอเคဒါဆိုတော့ဒါ La Liga 4ဘွဲ30ချက်လीဒါတလောက်နဲ့ပဲရနာပါရစီအဲ့တော့နောက်နောက် video မှာကျွန်တော် ဒါရွေးချယ်မှုနဲ့တူဘွန်ဒလီကာ live လေးနောက် video တွေမှာဆက်ပြီးတော့စောင့်ကြည့်ပေးပါအားလုံးပဲ good luck ပါ brother တို့